အစီအစာချုပ်ဒီလွှတ်တော်ပြင်ပနီးနဲ့ကျွန်တော်တို့လက်နက်ကန်လာတဲ့အကြောင်းရင်းဖြစ်တဲ့ sub determination နဲ့ပါရဖို့ပြဘလို့ federal standard democracy standard ဖူးစည်းပုံခြေကောင်းပြီးဖြစ်အောင်လုပ်မလဲဆိုရဲလွှတ်တော်ပြင်ပနေနဲ့တွားတဲ့ဥစ္စာလွှတ်တော်တွင်မှာတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲခြေကောင်းဥပဒေပုံမှတ်2 360ထင်တယ်နော်နဲ့လွှတ်တော်တွင်မှာအခန်းစစ်နှစ်ပါတိုင်းပြင်ကြတာအဲ့ဒီမှာအဆိုပြုတာရှိမယ်ဖူးစည်းပုံခြေကောင်းဥပဒေပုံမှတ်တစ်ခုကိုပြင်မယ်ဆိုရင်ဆွေးနွေးတာရှိမယ်တိမအတီးပြုတာရှိမယ် ပြီးမှဘလို့လုပ်ငန်းစီနဲ့သွားမယ်ဆိုရဲလုပ်ငန်းကုမ္ပဏီတွေဖွဲ့ရတာရှိရဲဒါလွတ်တော်တွင်းမှာရှိရဲအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုချင်းပုံမှာပြန်သုံးသပ်ရတဲ့လုပ်ငန်းဒါဖြတ်ပြီးပြီ2016မှာဆိုတော့ကြာတယ်တဘုံညီချက်တွေအများကြီးအဆင့်ဆင့်ပြားတယ်အဲ့တော့အခုလွတ်တော်ပြင်မှနေနဲ့ NCA လမ်းကြောင်းတိုင်းသွားတဲ့အခါမှာအခုနကကျွန်တော်တို့နော်နတ်ဆက်ကလက်ထက်မှာ၄၀နဲ့၃ချက်ရပြီးပြီဒီပုံမှန်ကိုဘလို့ပြင်မယ်အတိအကျ ဟိုဘမ်ဘတ်ကကျွန်တော်တို့ရတာ1နဲ့3ဆိုတာကကျွန်တော်တို့ပါခေါ်မယ်သဘောတူညီချက်ပေးရသေးတာအခြေခံဥပဒေတစ်ခုမှဘေးပုံမကိုဘလို့အသုံးနှုံးနဲ့ထည့်မယ်ဆိုတာမပါသေးဘူးအဲ့ဒီ3ချက်လောက်ကသဘောတူညီချက်3ချက်ကိုပြန်ပြီးဆွေးထုတ်လိုက်လို့ရှိရင်အခြေခံဥပဒေမှာဥပဒေပြောရင်ထိရောက်တဲ့ဥစ္စာတွေနေသွားလိမ့်မယ်ဆိုတော့ကဟိုမှာအချက်လက်များမယ်တကယ်တမ်းအသေးစိတ်ကိုပြန်ပြီးကျွန်တော်တို့စစ်ထုတ်လိုက်လို့ရှိရင်အခြေခံဥပဒေအခြေခံမှုဘယ်နှချက်ဘယ်နှချက်ဆိုတာကျွန်တော်တို့အတိအကျ ရလာမယ်ခါကြတော့ဟိုလောက်မများနိုင်လို့အဲ့တော့53ချက်ဆိုတာများတယ်လို့ကျွန်တော်တို့တုံ့တက်လို့ရတယ်အဲ့တော့ခုနခင်ဗျားပြောတဲ့မေခွန်ပို့ရုပ်ောက်ပွဲအလွန်မှာပို့ထွန်းလာမယ်လွတ်တူဒီ NCA လမ်းကြောင်းအတိုင်း process တစ်ခုကိုသွားမှအခုနာပြောတဲ့ခြေခံဥပဒေပြင်ဆင်ခြင်းနဲ့လက်နက်ကင်ပြီးပခါရှုံရင်းရဲနဲ့ပတ်သက်လို့เนาะအဝင်ဝင်ကြသွားတဲ့လုပ်ငန်းတစ်ခုအပေါ်မှာအကျိုးရှိအောင်ဆောင်ရွက်နိုင်တာပို့ဟုတ်ကဲ့ဆရာအခုရိုင်းသမရ လူကြီးဟိုနဲ့ပေါ့နော်ဆရာနိုင်ငံရေးတဲ့ဝင်ပြီးတော့ပါတီထောင်ဝင်ရရုပ်တော်ဝင်ဝင်ရပါပြီเนาะအဲ့တော့ဒီရခိုင်ပြည်သူလူတွေငြိမ်းချမ်းအောင်ဆရာအနေနဲ့ဗာမားလှုပ်ဆောင်ပေးဖို့ကြီးဝဲထားတယ်အရုပ်တော်ရောဝင်ခွင့်ရပါပြီအဲ့တော့ပါတီကတော့ရှိပါတယ်ပါတီကတော့လေ2020ရုပ်တော်ဝင်ခဲ့တယ်ဟိုနတ်ဆက်ကလက်ချက်မှာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့ပြန်ပြီးမှတ်ပုံအစ်စ်ပြန်တင်တာပေါ့ re registration ပြန်လုပ်တာပေါ့အဲ့တော့ပါတီဘက်ကကျွန်တော်ပါဝင်လာမယ့်ရွေးကောက်ပွဲမှာ50ဦးနော်ဟိုမေဆာနာနေ3ခုမှာဟောမေဆန်လွတ်တော်3ရက်မှာမေဆာနာနေ50ခုနော်ဆိုတော့ PR ပါတယ် FPTP ပါတယ်ရှင်ပြိုင်မယ်ဆိုပြီးတော့ကျွန်တော်တင်ထားပါတယ် အဲ့တော့မြို့နယ်ရာနေတော့ဆရာကျွန်တော်က FPTP နဲ့မျိုးသားလွှတ်တော်ပေါ့နော်စစ်တွေခရိုင်တင်ထားပါတယ်ခုတော့ရခိုင်ပြည်ငြိမ်းချမ်းမှုရာဆရာအနေနဲ့ပါရင်းများစော်ဝေါ်ကျင်တာရှိတယ်။အော်ကျွန်တော်တို့ကဟိုပြည်တော်စုတစ်ခုလုံးငြိမ်းချမ်းရေးကိုဟိုစ조사နေကြတာပါ။ပြည်တော်စုတစ်ခုလုံးငြိမ်းချမ်းမှုခုနပြောတဲ့ NCA တို့လာမဲ့လွှတ်တော်တို့နော်ပြည်တော်စုတစ်ခုလုံးရဲ့ငြိမ်းချမ်းမှုကိုဒါဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် လက်နက်ကင်ပြည်ပကရှုံငိမ့်သွားမယ်ဆိုရင်ရခိုင်ပြည်သည်ရှမ်းပြည်နေသည်ဘောပါလေအဲတိုင်းသားလက်နက်ကင်ပြည်ပကရှိတဲ့နေရာတိုင်းသည်ဟောတာဖြည့်ရှင်းပြီးသွားဖြစ်သွားမှာပေါ့ရခိုင်တပြည်နယ်လေးကိုကွက်ပြီးတော့ကျွန်တော်တို့ကဟောတာဖြည့်ရှင်းတာထက်ပြည်တော်စုတစ်ခုလုံးကိုဟောတာဟို focus လုပ်ပြီးခါမှာ ဖြည့်ရှင်းခြင်းသည်ပြည်တော်စုတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးအတွင်းမှာအကျုံးဝင်သွားနိုင်တာပေါ့ တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေမှာတစ်ခုနဲ့တစ်ခုကချိတ်ဆက်မှုရှိပါတယ်။တိုင်းသားလက်နက်ကင်ဖွဲ့စည်းများအားလုံးရဲ့နော်ဒါနိုင်ငံရေးမြှုပ်နှံချက်ပြမှန်ချက်ကဘာလဲ။ဖြစ်ရှင်းပြီးသားဖြစ်ရမယ်။အခြေခံဥပဒေအရပြပြီးသားဖြစ်သွားရင်ရခိုင်ပြည်သူလူထုရောရှမ်းလူထုရောနော်ဒါလက်နက်ကင်ပြည်ပက ဖြစ်နေတဲ့နေရာတိုင်းကလူထုရောတည်ငြိမ်အေးချမ်းမှုရတာကိုခံစားရမယ်။အဲ့ဒါကျွန်တော်တို့သွားရဲပါနိုင်ပါဟုတ်ကဲ့။ဟုတ်ပါ ကူရွေးကောက်ပွဲမှာစိတ်မဝင်စားတဲ့လူတွေလည်းရှိတယ်မဲမထည့်ဘူးဆိုတဲ့လူတွေလည်းရှိတယ်ဟုတ်မဲမထည့်ဘူးဆိုတဲ့လူတွေရောထည့်မယ်ဆိုတဲ့လူတွေရောဆရာဗာများတိုက်တွန်းနေတာရှိတယ်ဟိုဒီမိုကရေစီဆိုတာကလေအခုပညာရှင်တွေကလည်းပြောကြတာပေါ့လူတို့ရဲ့နော်ဒါဒီမိုကရေစီအခွင့်အရေးဟာမေးပေးပိုင်ခွင့်ပါအဲ့တော့ရွေးကောက်ပွဲဒီဒီမိုကရေစီမှာမဖြတ်လို့မရတဲ့နော်ဒါနော် gate box တစ်ခုနော်ဒါဟိုတွားရတဲ့လမ်းကြောင်းရဲ့ဝင်ပေါက်တစ်ခုပို့ပြီးမှကိုယ့်ရဲ့ရပိုင်ခွင့်တို့ဘာလို့ เนาะဒါတောင်းကြဆိုကြတာကိုတို့ဒီမိုကရေစီစနစ်ကိုယုံရင်ရွက်ောက်ပွေးကိုလက်ခံရမယ်။တို့ငြိမ်းချမ်းစွာဖြစ်ရှင်းလို့ရနိုင်တဲ့အနေအထားရှိပါလျက်မြတ်။ဘာကြောင့်လက်နဲ့ကန်ကြမှာလဲ။ဆိုရဲမေကုံးကလူလူကြားထဲကပြန်မေးလာပါလိမ့်မယ်။အဲ့တော့လက်နဲ့မကင်သေးနဲ့ကိုပြည်တော်စုရဲ့ငြိမ်းချမ်းမှုကိုရအောင်ဆောင်ကျင်းနိုင်တယ်ဆိုရဲအိုင်ဒီယာနဲ့အယူဆကိုလူလူသိအောင်နောက်မျိုးဆက်သိအောင်ကျွန်တော်တို့ပြင်ပြရမယ်ဆွေးနွေးရမယ်ပညာပေးရမယ် အဲ့တော့တိုင်းပြည်မှာမျိုးဆက်မျိုးဆက်တွေကတိုင်းပြည်ရဲ့တောင်ကိုယူကြတာဟုတ်အဲ့တော့ကျွန်တော်ကမျိုးဆက်เนาะငြိမ်းချမ်းမှုမြန်လို့တဲ့မျိုးဆက်ပညာရှိတဲ့မျိုးဆက်ပေါ့ဗျာပညာဉာဏ်ရှိတဲ့မျိုးဆက်ပြည်တော်စုကြည့်ကိုเนาะဖက်တွေပြီးမှဟိုတည်မြဲအောင်တည်တံ့အောင်ချုပ်ချာအာဏာခိုင်ခန့်အောင်ပုပ်ပလာပြည်တော်စုရဲ့နေနမိတ်တည်တတ်အောင်လုပ်တဲ့မျိုးဆက်အဲ့တော့နိုင်ငံကိုချစ်တဲ့မျိုးဆက်တခုကျွန်တော်တို့ကစီကိုအံ့အောင်ပေါ့နိုင်ငံအာဏာကို အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲဒီလိုအပ်တယ်ဒီမိုကရေစီကျင့်ဆိုင်ကိုလက်ခံတယ်ဆိုရင်ရွေးကောက်ပွဲကိုဖြတ်တန်းရအောင်ဟုတ်ကဲ့မဲမထည့်ဘူးဆိုတဲ့လူတွေကိုဘယ်လိုတိုက်တွန်းကျင်လဲတချို့ကမထည့်ဘူးဆိုပြီးတော့ပြောတယ်လို့ရှိတယ်မဲထည့်တင်တာပေါ့ဟောဆိုရင်မဲမထည့်ပြီလေနေနိုင်ခွင့်ကတော့ရှိတာပေါ့ဗျာဒါပေမဲ့မဲထည့်ခြင်းအပြင်ကိုယ့်ရဲ့ငြိမ်းချမ်းစွာနော်ဒါမြန်မာနိုင်ငံရေးကိုနော်ဒါဖြည့်ရှင်းနိုင်တယ်ဟိုစစ်ကြောင်ဖြစ်တဲ့ဆိုးမွေတွေ စစ်ကြောင်ဖြစ်တဲ့အနိဋ္ဌာရုံတွေကိုပြည့်အိမ်ပြည့်တွေကိုကျွန်တော်တို့နော်နှစ်ပေါင်း80ကျို80နီးပါးလောက်နော်ဟိုဟိုကျိလက်ဒေတာတိုင်းရင်းသားဒေတာဆိုပူတည်တာပါတယ်အကုန်လုံးစစ်ချောင်ဒုက္ခတွေပဲတဘာဝဘေးလူလုတ်ဘေးတွေဈာထဲမှာတော်တော်လေးနှစ်ပေါင်း80နီးပါးလောက်အဆိုးကျတန်တရားတွေမှာနေပတ်နေရတဲ့ခါကျတော့ဟိုဒီဥစ္စာနဲ့ပတ်သက်လို့ရက်ရှင်ရက်တင်ပြီးရက်ရှင်တန်ပြီးဆိုတဲ့သဘောလူလူကြားလေးမှာလည်းအဖြစ် ရနိုင်ပါတယ်အဲ့လိုအဖြေရဖို့အတွက်ခုနကပြောတဲ့ဒီမိုကရေစီကျင့်စဉ်အရာသွားမယ်ဆိုရင်ရွေးကောက်ပွဲတွေညီချမ်းစွာနိုင်ငံရေးအဖြစ်အဖြေထုတ်ခြင်းဖြစ်တဲ့အခါမှာမကျွန်တော်တို့ညီချတဲ့နီးနှံ့ကိုလိုချင်တဲ့အဖြေကိုရအောင်သွားသင့်တယ်ဆိုတဲ့ဖက်နယ်တို့ဆွေးနွေးတင်ပြလိုပါတယ်အဲ့ဒါကြောင့်မေးပေးဖို့လိုတယ်မိမိရဲ့ဆန္ဒကိုညီငင်းချမ်းချမ်းလေးနဲ့တော့ကိုကိုစားဆောင်ရွက်နိုင်တဲ့ပုံကိုယ်တွေကိုရွေးပြီးမှမြန်မာနိုင်ငံရဲ့အနာဂတ်ကိုတည်ဆောက်ပေးစေခြင်းအဲ့ဒီဘက်ကိုရွေးစေခြင်းလည်းလူထုပါ